င်္ဂလာပါခင်ဗျာ2023ခုနှစ်အောက်တိုဘာလ30ရက်ဗိုလ်ရုံးနေ့ညပိုင်းလွတ်လပ်တဲ့အာရှသံ RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်လေးကိုအမေရိကန်ပြောင်စုဝါရှင်တန် DC မြို့တော်ကနေစပြီးတော့ထုတ်လွှင့်နေပါပြီကျွန်တော်ကကြော်မဲထုံးပါခင်ဗျာ RFA စီစဉ်လေးကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာဖြစ်ပါတယ်ဒီကနေ့တော့ထူးခြားတဲ့သတင်းတွေကိုစပြီးတော့တင်ပြပေးပါမယ်ခင်ဗျာ ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကရာတော်ဆန်းစုကြည်ဟာအီတလီနိုင်ငံတူရင်မြို့ကချီးမြှင့်တဲ့ဂုံတူးဆောင်မြို့သူစုကိုမနေ့ကလက်ခံရယူခဲ့ပါတယ်စုယူတဲ့အခမ်းအနားမှာမိန့်ခွန်းပြောကြားရမှာတော်ဆန်းစုကြည်ကအောင်မြင်မှုဆိုတာစိတ်သက်ရေးရာကြောင့်သာပေါ်ပေါက်ရရှိနိုင်တာဖြစ်တဲ့အကြောင်းမြန်မာနိုင်ငံရဲ့ဒီမိုကရေစီခီးကျမ်းတစ်လျှောက်ခါးသီးမှုဒေါသနဲ့အမုန်းတရားတွေကိုကျော်လွန်နိုင်ခဲ့ကြကြောင်းဒီအသည့်ကြောင့်အောင်မြင်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ Through our own efforts and through the support of our friends During lunch, one of the guests asked me if I thought that we would succeed in what we have been doing. I said, yes, we would succeed. And then it occurred to me. ညောင်နိုင်ငံမှာနှစ်ပေါင်းများစွာသတင်းသုံးခဲ့တဲ့အီတလီဗုဒ္ဓဘာသာယဟန်တော်ဦးလောကနာထဟာဖခင်ဘုကြောင့်ဆန်းကြီးညိုလေးစားတဲ့ယဟန်တော်တစ်ပါးဖြစ်ပြီးဆရာတော်ဟာဒီတူရင်မြို့ကဆိုတာကိုသိလိုက်ရတဲ့အတွက်အခုလိုတူရင်မြို့သူတယောက်ဖြစ်သွားတာကိုဖခင်နဲ့ဆရာတော်ဦးလောကနာထလို့သိကြမယ်ဆိုရင် အင်မတန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြမယ်အကြောင်းလဲဒေါန်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ကဒီကနေ့ EDD နိုင်ငံမြောက်ပိုင်းဘလော့ကနာမြို့မှာဂုံတူးဆောင်မြို့သူစု Ola Magna တက္ကသိုလ်ကပေးရမယ်ဂုံတူးဆောင်တွေးခေါ်ရှင်စုတွေကိုလက်ခံရယူမှာဖြစ်တယ်လို့မနက်ဖြန်ကြာသပိုင်းနေ့မှာလဲပါမာမြို့ကိုသွားပြီးတော့ဂုံတူးဆောင်စုလက်ခံရယူမယ်လို့တင်ပြရှိပါတယ်ခင်ဗျာ။တနိုင်ငံလုံးကတိုင်းရင်းသားလက်နက်ကင်အဖွဲ့ခေါင်းဆောင်တွေတက်ရောက်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဌာနချုပ် လိုင်ဇာမြို့မှာဒီကနေ့စပြီးကျင်းပပါတယ်ဒီနေ့ဆွေးနွေးပွဲမှာပထမနေ့မှာ KNU KN မြို့သားစီယုံရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS SSA နဲ့အစိုးရပြည်ထောင်စုအဆင့်ငင်းချင်းဖော်ဆောင်မှုလုပ်ငန်းကော်မတီတို့ပူးပေါင်းရေးဆွဲထားတဲ့အပြစ်ခတ်ရစေးဆိုင်ရာမူကြမ်းနဲ့ပတ်သက်လို့အဓိကထားဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့16ဖွဲ့ကထိတ်တန့်ကောင်းဆောင်နေတက်ရောက်တဲ့ဒီညီလာခံကိုနိုဝင်ဘာ10ရက်နေ့ထိကျင်းပမှာဖြစ်ပါတယ် ညီလာခံမှာနိုဝင်ဘာလအတွင်းကျင်းပဖို့စီစဉ်ထားတဲ့နိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရစေးလက်မှတ်ရေးထိုးပွဲမှာပါဝင်မဲ့အချက်တွေနဲ့ပတ်သက်ပြီးဆွေးနွေးကြမယ်လို့လည်းသိရပါတယ်။သမရဦးသိန်းဆိုင်ကလည်းဒီနေ့ကျင်းပတဲ့ညီလာခံကိုတဝန်လွှာပေးဖို့ခဲ့ပါတယ်။ဒီညီလာခံကနေရရှိလာမဲ့သဘောတူညီချက်တွေကနေငြိမ်းချမ်းရေးအတွက်အထောက်အကူဖြစ်စေလိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်းသမရရဲ့တဝန်လွှာမှာဖော်ပြထားပါတယ်ခင်ဗျာ။ လိုင်စာမြို့မှာဒီနေ့စတင်တဲ့ညီလာခံကို UWSC ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ NDAA မျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်မိုင်းလာအဖွဲ့ကခေါင်းဆောင်နေမတက်ရောက်ဘူးလို့သိရပါတယ်။ UWSC အနေနဲ့လိုင်စာညီလာခံကိုတက်ရောက်မှာမဟုတ်တဲ့အကြောင်း UWSC ဝင်းကောင်းခရိုင်အတွင်ရေမှုဦးစောလုံကအတည်ပြုပြောဆိုပေမဲ့ဘာကြောင့်မတက်တယ်လဲဆိုတာကိုတော့တိတိကျကျထေချားတာမရှိပါဘူး။ NDA မိုင်းလာဖွဲ့ရဲ့ကျိုင်းတုံဆက်ဆံရေးရုံးအရာရှိသူကို RF ကဆက်သွယ်မေးမြန်းရမှာတော့ဘာကြောင့်မတက်ရောက်နိုင်တယ်လဲဆိုတာသူ့မှာပြောကုန်မရှိဘူးလို့ဖြေကြပါတယ်ခင်ဗျာပြောင်းစုကြမ်းခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့တခြားပါတီတွေကိုရံပက်အဖြစ်သဘောမထားပဲလှုပ်ဖော်ကိုင်းပဲလို့သဘောထားကြဖို့ရွေးကောက်ပွဲမှာတော့ရှင်ပြိုင်ပက်လို့သဘောထားပြီးအနိုင်ရအောင်စူးစမ်းကြဖို့ပြောင်းစုလွတ်တော်နိုင်ကသူတော်ဦးရှင်မန်းကပါတီဝင်တွေကိုဒီကနေ့တိုက်တွန်းလိုက်ပါတယ်ပြောင်းစုလွတ်တော်ကိုလာရောက်လေ့လာတဲ့တာယာဝရီကျွန်းလှနဲ့ပင်တရမြို့နယ်တွေကကြမ်းခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေကို ဥရှိမာအခုလိုတိုက်တွန်းလိုက်တာပါကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီအတွက်ပဲတွေ့တွေ့တွင်ရင်မူဥသိန်းစော်ကလည်းတိုင်းပြည်အတွက်အဓိကလိုနေတဲ့တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကိုပြဋ္ဌာန်းဖို့ကြိုးစားဆောင်ရွက်နေတယ်လို့ပါတီဝင်တွေကပြောပါတယ်နေပြည်တော်လွှတ်တော်အစည်းအဝေးတွေကိုကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေအရင်ကမကြခဏလာရောက်လည်လာကြပေမဲ့အခုလိုတွေ့ဆုံတာဟာဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်ခင်ဗျာညနေကမှအမျိုးသမီးတွေရဲ့အခမ်းအနားနဲ့ပတ်သက်ပြီးတော့မီဒီယာတွေမှာဖော်ပြမှုအားနည်းနေသေးတယ်လို့ဒီကနေ့ကျင်းပပြီးစီးသွားတဲ့ အမျိုးသမီးရဲ့ဆွေးနွေးပွဲမှာသုံးသပ်ခဲ့ကြပါတယ်ဒီအကြောင်းကိုတော့ကျွန်တော်တို့ RFA ဖွဲ့သားကိုကိုနေင်ကျော်ကတင်ပြထားပါတယ်ခင်ဗျာရန်ကုန်မြို့အင်အားလိုက်ဟိုတယ်မှာကျင်းပတဲ့အမျိုးသမီးရေးရဆွေးနွေးပွဲနောက်ဆုံးနေ့မှာအမျိုးသမီးနဲ့လူမှုမီဒီယာကဏ္ဍဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြပါတယ်ဆွေးနွေးပွဲမှာအမှုပညာနဲ့သတင်းမီဒီယာလောကကအမျိုးသမီးကိုယ်စားလှယ်တွေအပြင်အရက်ဖက်လူမှုအဖွဲ့အစည်းကအမျိုးသားတွေလည်းပါဝင်ဆွေးနွေးကြပါတယ် ဝက်ပေါင်းဆောင်ရုံးခန်းကြိုးပမ်းနေတဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးသတင်းမီဒီယာတွေမှာပေါ်ပြမှုအားနည်းနေသေးတယ်လို့တက်ရောက်လာသူတွေကပြောကြပါတယ်။ရုပ်ရှင်အမှုပညာရှင်ဒေါ်ဆွေစင်ထိုက်ကစီးပွားရေးလူမှုရေးအတိုင်းဝိုင်းထဲမှာဦးဆောင်နေတဲ့အမျိုးသမီးတွေရှိပေမဲ့သူတို့ကို မီဒီယာတွေမှာအလေးထားပေါ်ပြတာအားနည်းနေသေးတယ်လို့သူ့အမည်ကိုပြောပါတယ်။တကယ်တမ်းကတော့ဟိုအမျိုးသမီးများဟာဟို operation လုပ်တဲ့အထက်မှာရှိပြီးသားသူက ဟိုအပေါ်ကနေတော့ခေါင်းဆောင်ကြီးဆိုတဲ့နေရာကိုသာတက်မလာတာလေတကယ်တကယ်ကတော့အကုန်လုံးဟာသူ operation လုပ်တဲ့ထဲမှာတော့သူက lead လုပ်လာခဲ့တာခေါင်းဆောင်နေရာမှာပါတာပဲအဲ့တော့ဒုတိယနေရာကနေတော့နေနေတဲ့ဘဝတွေကိုပဲကြည်ပြီးတော့ပေါ့နော်ခေါင်းဆောင်မှုမှာမပါဘူးလို့ဆွဆွဲကြတယ်နောက်ကျမတို့လှုပ်ဆောင်မှုတွေကိုအဲမြန်မာမျိုးသမီးများဟာ job satisfaction ပေါ့ကိုလှုပ်တာကိုကိုသိတယ်ကိုကကိုကျင်းနေပြီးတော့နေကြတာပေါ့နော်ဟို media ီပေါ်မှာပေါ်ပေါ်တင်တင်ကြီးပေါ်မလာလဲသိတ်ကယူမဆိုင်ကြဘူးပေါ့ဒါကြောင့်မလို့လူတွေကလည်းသတိမထားမိတာဖြစ်မှာပါမြန်မာ့မီဒီယာအုပ်စုအမှုဆောင်အရာရှိချုပ်ဒေါ်မေတကြံဟင်ကလည်းလက်ရှိသတင်းမီဒီယာလုပ်ငန်းမှာအမျိုးသမီးတွေပါဝင်လုပ်ကိုင်လာတာပုံများလာပေမဲ့မီဒီယာလုပ်ငန်းဥဆောင်မှုအပိုင်းမှာအမျိုးသားတွေသာများနေတယ်လို့ပြောပါတယ် Women Can Do It မဂ္ဂဇင်းအင်တာဂျုတ်ဒေါ်ပြူလဲဟန်ကအမျိုးသမီးပုံတွေကိုအလေးထားသုံးဖော်ပြတဲ့ကြော်ညာတွေနဲ့ပတ်သက်ပြီးအခုလိုထောက်ပြဆွေးနွေးပါတယ်။အမျိုးသားကဘီယံခွက်လေးအရက်ခွက်လေးကိုင်းလို့အပန်းချီတယ်ပေါ့လေ။ရှိမှာကျွန်မကြော်ညာသူ့အကိုပါကြီးပြောချင်တယ်။ရှိမှာအမျိုးသမီးတွေကပတ်သက်လေးအိတ်လို့မျက်လုံးတွဲနေအမျိုးသားလေးကိုမော်ကြီးလို့အဲ့တော့သက်သာပါလေ။အမျိုးသား 1998ခုနှစ်တုန်းကမြန်မာအစိုးရပါဝင်လက်မှတ်ရေးထိုးထားတဲ့စီတော့ခေါ်အမျိုးသမီးများအပေါ်ညီမျိုးစုံနဲ့ခွဲခြားထားမှုဖြတ်သိမ်းရေးသဘောတူစာချုပ်ပါအချက်တွေကိုသတင်းမီဒီယာလုပ်ငန်းတွေမှာလောက်ကင်နေသူတွေအသေးစိတ်သိရှိနားလည်ဖို့လိုအပ်နေသေးတဲ့အကြောင်းတွေကိုလည်းသုံးသပ်ဆွေးနွေးခဲ့ကြပါတယ်ခင်ဗျာ RFA ဖွဲ့သားကိုနေကြော်တင်ပြသွားတာပါခင်ဗျာ ကရားတည်နယ်ပြည်အောင်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကဥဆောင်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေလေးလာသုံးသပ်ရေးဆွေးနွေးပွဲကိုလိုက်ကောပြည်နယ်ရုံးချုပ်မှာဒီကနေ့ကျင်းပပါတယ်ဆွေးနွေးပွဲကိုပါတီပေါင်းစုံကကိုယ်စားလှယ်တွေတက်ရောက်ပြီးတော့အခြေခံဥပဒေပါဗဟိုနဲ့ပြည်နယ်တွေအကြားအာဏာခွဲဝေမှုလွတ်တော်မှာတပ်မတော်သားတွေရဲ့ကိုယ်စားပြုမှုတဘာဝတရားစတာခန်းစားပိုင်ခွင့်စတာတွေကိုဆွေးနွေးပါတယ်တက်ရောက်လာသူပါတီကိုယ်စားလှယ်အများစုကအခြေခံဥပဒေကိုပြင်ဆင်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကရားပြည်နယ်ကော်မတီဝင်ဦးတင်ဦးကပြောပါတယ် ဒီနေ့ဆွေးနွေးပွဲကိုအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကရမ်းအမျိုးသားပါတီကရားပြည်နယ်88မျိုးဆက်လူမှုအကျိုးပြုကွန်ရက်လူမျိုးစုဒီမိုကရေစီပါတီလဲသမားနဲ့အလုသမားကြီးရာအဖွဲ့စတဲ့အဖွဲ့တွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်မလေးတိုင်းအတွင်းကအကောင့်ထဲမဖော်နိုင်သေးတဲ့စီမံကိန်းမြေတွေကိုပြန်တင်စီရေးနဲ့ပတ်သက်ပြီးတော့မလေးတိုင်းမြေလွတ်မြေရိုင်းမြေလမ်းများစီမံခန့်ခွဲကော်မတီနဲ့စီမံကိန်းလုတ်ခွင့်ရထားတဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အော်တိုဘာ29ရက်မနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဒီအကြောင်းကိုတော့ကျွန်တော်တို့ RFA သတင်းတောက်ကုကျော်သူကတင်ပြထားပါတယ်ခင်ဗျာ။မန္တလေးတိုင်းမှာအစိုးရဌာနဆိုင်ရာတွေထံကခွင့်ပြုချက်နဲ့စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းတွေလုပ်ကင်နေကြတဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေဟာစီမံကိန်းပြည့်စုံမှုအခြေအနေတွေကိုလာမယ့်နိုဝင်ဘာလ၄ရက်နေ့နောက်ဆုံးထားပြီးသက်ဆိုင်ရာကိုတင်ပြရမယ်လို့မနေ့ကမန္တလေးတိုင်းဒေသကြီးအစိုးရမြေလွတ်မြေရိုင်းမြေလက်များစီမံခန့်ခွဲရေးကော်မတီကပြောခဲ့ပါတယ်။မနေ့ကမန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေကပုဂ္ဂလိကလုပ်ငန်းရှင်တရားကျော်နဲ့တွေ့ဆုံစဉ်မှာစီမံကိန်းလှုပ်ဆောင်နေတဲ့အခြေအနေကိုတင်ပြဖို့ဆွေးနွေးတာဖြစ်ပါတယ်။ပုဂ္ဂလိကလုပ်ငန်းရှင်တွေအကောင့်ထဲမပေါ်နိုင်တဲ့မြေယာတွေကိုမြေယာသိမ်းဆည်းမှုဥပဒေတွေအရနိုင်ငံတော်ကပြန်လည်သိမ်းဆည်းခွင့်ရှိတယ်လို့မန္တလေးတိုင်းမြေလွတ်မြေလက်နဲ့မြေရိုင်းမြစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဝင်စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဦးမြင့်တန်းကအခုလိုပြောပါတယ်။လူလာပြည်တဲ့ကာလတွေမှာတတ်မှတ်ထားတဲ့စီကံချက်များနဲ့အညီလုပ်ငန်းဆောင်ရွက်ရာ ပြတ်ွက်ကြောင်းဒါမှမဟုတ်စီကံရေးများကိုချိုးဖောက်ကြောင်းတွေးရှိလို့ရှိရင်အာမဘန်ကြီးကိုပြန်လဲထုတ်ပေးမှာမဟုတ်ပဲနဲ့နိုင်ငံတော်ရဲ့ဘန္ဒာငွေဖြစ်သိစီရမယ်ရင်မြေလွတ်မြေလတ်နဲ့မြေရိုင်းများလုတ်ပိုင်မှုအသုံးပြုခွင့်ကိုပြန်လဲရုတ်သိမ်းခံရမည်ဘူးလေအတိအလင်းခေါ်ပြထားပါလေလုပ်ငန်းအကောင့်ထဲမဖော်နိုင်တဲ့မြေယာတွေကိုပြန်လဲစစ်စစ်သိမ်းစီပြီး လာရောက်လျှောက်ထားတဲ့မူလမြေပိုင်ရှင်တွေစီကိုပြန်လည်ပေးသွားမှာဖြစ်တယ်လို့မန္တလေးတိုင်းမြေလွတ်မြေလက်နဲ့မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့အတွင်းရင်မူဦးလွန်မှုကပြောပါတယ်။များသောအားဖြင့်တော့ကျွန်တော်တို့ကဥတွေကတော့ပြန်သိရမှာပေါ့နော်။ဒါပေမဲ့လည်းသူတို့ခွင့်ရေးပြန်ပေးထားတာ။အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဂျန်တဲ့မြေတွေကိုလျှောက်တဲ့လူတွေပေါ့နော်။လျှောက်တဲ့လူတွေဖြစ်ဖြစ်တောင်သူတွေဗမာတွေပဲဖြစ်ဖြစ်လူတွေကိုကျွန်တော်ခွဲဝေပေးဖို့ရှိတယ်။အဲ့ဒီတွေ့ဆုံပွဲမှာတက်ရောက်ခဲ့တဲ့လုပ်ငန်းရှင်တွေကသူတို့တာဝန်ယူထားတဲ့စီမံကိန်းမြေထဲမှာ တောင်သူတွေကျူးကျော်ဝင်ရောက်စိုက်ပျိုးနေတာတွေကိုဖြေရှင်းဖို့အပြင်တပ်မတော်ကဝင်ရောက်သိမ်းဆီးခဲ့တာတွေရှိနေတယ်လို့ပြောကြပါတယ်။တပ်မတော်နဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့မြေယာကိစ္စတွေနဲ့ပတ်သက်ပြီးမန္တလေးတိုင်းဒေသကြီးအစိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဦးမြင့်တန်းကအခုလိုပြောပါတယ်။တပ်မတော်နဲ့တိုက်ရိုက်ဆက်နွယ်တာကျွန်တော်တိုက်တွေမှာ40နေရှိဖို့ရှိတာ။အဲ့မှာသူတို့ကသူတို့တင်ပြတဲ့အတိုင်းအားလုံးပြန်ပေးမယ်။တပည့်ကဒုတိယဒစစ်ကြီးတဲ့ပြန်ပေး တတိယကဘယ်လုံးမကိုလုံးဝမပေးနိုင်တော့ပါဘူးကျွန်တော်မပေးနိုင်ဘာလို့ပဲပါလဲဒါဒုတိယနှစ်နဲ့အဲ့ကျွန်တော်အစည်းအဝေးမှာလည်းသူတို့ကိုယ်တိုင်ဆွေးနွေးပါတယ်ဥဆောင်ပါတယ်အဲ့လိုလေတော့နိုင်ငံတော်ကလည်းဒီမြေယာသုံးချိုက်နဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေကိုစဉ်းစားနေကြောင်းအတိအပြည့်ပြောကြိုင်းနဲ့နေဖို့ချုပ်ပါတယ်မန္တလေးတိုင်းတွင်းမှာပုဂ္ဂလိကလုပ်ငန်းရှင်190ကျော်ကိုလုတ်ပိုင်ခွင့်ပေးထားတဲ့မြေလွတ်9000ကျော်ရှိတယ်လို့သိရပါတယ် ဲ့ဒီထဲမှာစီမံကိန်းမလုပ်ဘဲကြံနေတဲ့မြေနေရာတွေက88ရာခိုင်နှုန်းလောက်ရှိတယ်လို့သိရပါတယ်ခင်ဗျာအားလုံးပြည်သူတို့ကိုကြော်သူတင်ပြသွားတာပါခင်ဗျာရန်ကုန်တိုင်းတွင်တင်းမြို့နယ်မှာလေယာဉ်မြေဥပဒေပုံမှန်35နဲ့တရားစွဲဆိုခံထားတဲ့လက်သမား42ဦးဟာရန်ကုန်ကြော်ရရမြို့နယ်မြန်မာ journalist ခွန်ရဲ့ရုံးခန်းမှာဒီနေ့သတင်းစာရှင်းလင်းပွဲတရားပြုလုပ်ခဲ့ပါတယ်တွင်တင်းမြို့နယ်ပဒံရေကျော်ခလောက်ချိုင်နယ်တမာတကောစတဲ့ ကျေးရွာအုပ်စု6ခုအတွင်းကလဲရမြေဒီပေါ်မှာအဆောက်အဦတွေဆောက်လုပ်ခဲ့မှုနဲ့တွင်တင်းမြို့နယ်အုပ်ချုပ်ရေးမှူးကစက်တင်ဘာ18ရက်နေ့မှာတရားစွဲဆိုခဲ့တာလို့လက်သမားတွေကပြောပါတယ်။အဲ့လိုတရားစွဲဆိုရာမှာလဲရမြေဒီပေါ်မှာအဆောက်အဦဆောက်ထုတ်ထားသူအားလုံးကိုတရားစွဲဆိုတာမဟုတ်ဘဲတချို့ကသာစွဲဆိုထားတာလို့ဆိုပါတယ်။အခုလိုတရားစွဲဆိုခံထားသူတွေကိုအဲရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့နိုင်ငံတော်သမ္မတထံကိုတိုင်ကြားစာတွေဒီနေ့မှာပေးပို့လိုက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ဒီကိစ္စဖြေရှင်းဆောင်ရွက်ပေးဘူးဆိုရင်ဆန္ဒပြတောင်းဆိုသွားမယ်လို့တရားစွဲခံထားရတဲ့သမားတွေကသတင်းတောက်တွေကိုပြောပါရခင်ဗျာရန်ကုန်မြို့အနီးတဝိုက်စက်မှုဇုံ73ခုကလုပ်ငန်းခွင်အခြေအနေနဲ့အလုပ်သမားတွေရဲ့နေနာဆုံးချုံမှုတွေကိုစစ်တမ်းကောက်ထားတဲ့ခစ်သစ်ကျွန်းတပေါက်အမည်ရှိတဲ့စီရင်ခံစာကိုအလုပ်သမားအခွင့်အရေးကူညီဆောင်ရွက်နေသူတွေကထုတ်ပြန်လိုက်ပါတယ်ဒီစင်ခန်းစားနဲ့ပတ်သက်ပြီးတော့သတင်းစာရှင်းလင်းပွဲကိုရန်ကုန်တော်ဝင်နှင်းစီခမ်းမမှာဒီကနေ့ကျင်းပခဲ့ပါတယ် စင်ခန္ဓာမှာပါတဲ့အကြံပြုချက်တွေအားလုံးမဟုတ်ပဲနေ့ရက်ကောင်လောက်ကိုဆောင်ရွက်ပေးမယ်ဆိုရင်တော့လက်ရှိအလုပ်သမားတွေရဲ့ဘဝပို့ပြီးတော့ကောင်းမွန်လာမယ်လို့မျှော်လင့်နေကြအောင်အလုပ်သမားခွင့်ရဆောင်ရွက်သူတွေကသတင်းစာရှင်းလင်းပွဲမှာပြောပါရယ်အခုထုတ်ပြန်လိုက်တဲ့အစင်ခန္ဓာကိုသက်ဆိုင်ရာဝန်ကြီးဌာနအပြင်လွှတ်တော်အလုပ်သမားရေးရာကော်မတီနဲ့နိုင်ငံတကာအလုပ်သမားဖွဲ့စည်းတွေကိုပေးပို့သွားမယ်လို့လည်းသိရပါရယ်ခင်ဗျာမြန်မာနိုင်ငံမှာပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်ဆိုပေမဲ့လို့လူခွင့်ရခြေအနေတွေဆိုးဝါးနေကြဖြစ်တဲ့အတွက်အမေရိကန်တွေနဲ့ မြန်မာနိုင်ငံနဲ့စစ်ဖက်ဆိုင်ရာဆက်ဆံရေးကိုအပြည့်အဝမထူထောင်သင့်ဘူးလို့ American Republican Party အောက်လွှတ်တော်အမတ် Steve Chapo ကပြောလိုက်ပါတယ်။ Washington ခြေစိုက် Heritage Foundation အဖွဲ့ကမနေ့ကပြုလုပ်တဲ့ American မြန်မာစီးရေးဆက်ဆံမှုဆန်းစစ်ချင်းဆိုတဲ့ဆွေးနွေးပွဲမှာအောက်လွှတ်တော်အမတ် Mr. Chapo ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားအလုံးမလွတ်လပ်သေးသလိုပြည်ထောင်မစေခင်လွတ်မြောက်လာသူတွေဟာလည်းနောက်တစ်ကြိမ်ဖမ်းဆီးခံရရင်ကျွေးကြံပြည်ထောင်တွေကိုပြန်ပြီးကြက်ခံရမယ်ဆိုတဲ့ချွန်းချက်နဲ့လွတ်လာတာဖြစ်တဲ့အကြောင်း မြေသိမ်းရာသိမ်းကိစ္စတွေအမြောင်များရှိနေသလိုစီးပွားရေးသမားခရိုနီတွေနဲ့အာဏာပိုင်တွေရဲ့အတိုင်းဝိုင်းတွေကလည်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာပါဝင်နိုင်မှုစ조사နေကြတဲ့အကြောင်းလဲဒီပွဲမှာပြောဆိုသွားပါတယ်ခင်ဗျာဒီညတော့သတင်းတွေအားကြီးလောက်ပါပဲခင်ဗျာ RF ကိုကြည့်စုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မကြာခင်မနေ့ပိုင်းအတွင်းမှာပဲကျွန်တော်သတင်းဆောင်မတွေကိုဆက်ပြီးတော့ထုတ်လွှင့်သွားမှာပါ အားရပြည်သူများအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီထိည၁၀နာရီထုတ်လွှင့်နေပါတယ်။ဝေဖန်ကြံပေးတာတွေကိုလည်းဖိတ်ခေါ်ပါရခင်ဗျာ။ လတ်တဲ့အားစားတာ RFA ရုပ်မြင်သံကြားစီစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုတစ်ခါသတင်းပေးပို့ချက်တွေကိုဆက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်တိုင်းသားလက်နက်ကိုင်အဖွဲ့16ဖွဲ့ကအကောင်းဆောင်တွေတက်ရောက်တဲ့ငင်းချိုင်းဆွေးနွေးပွဲကို KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဌာနချုပ်ရှိရာလိုက်စားမှာဒီကနေ့စပြီးကျင်းပနေပါတယ်အပြည့်စုံကတော့ကျွန်တော်တို့ RFA တိုင်းတော့ကိုဆိုင်ထွန်းအောင်လုံးကလိုက်စားမျိုးအောင်နေသတင်းပေးပို့ထားပါတယ်ခင်ဗျာ KIA ဌာနချုပ်လိုက်စားမှာဒီကနေ့စတင်ကျင်းပတယ်တိုင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ထိပ်တိဆွေးနွေးပွဲဟာ နှစ်ပေါင်း90ကျော်ကာလအတွင်းမြန်မာနိုင်ငံမှာပထမဆုံးအကြိမ်ဖြစ်ကျင်းပနိုင်ခဲ့တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်ဆွေးနွေးပွဲပထမနေ့မှာဆွေးနွေးပွဲရဲ့တဘာပတိအဖြစ်ဆောင်ရွက်ခဲ့တဲ့ UNFC ညညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးအင်ပန်လာကသမရဦးသိန်းစိန်ဆိုရအနေနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုလုပ်ငန်းတွေကိုစ조사ဆောင်ရွက်နေတာတွေ့ရပေမဲ့အရေးစစ်ဆိုရလက်ထက်ကငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေလို့မဖြစ်ဖို့လိုတယ်လို့ပြောပါ။1990ပြည့်စုံတဲ့နောက်ကသူတို့ခေတ်ကတည်းက ဘေကူမမရောက်တဲ့အပြစ်ခတ်တဲ့ဆေးရည်နဲ့ပဲလမ်းဆုံးခဲ့တဲ့တိခတ်ဆိုင်များကလည်းမမေ့တော့ကြဘူးသတိပေးရှိပါတယ်အပေါ်ကြောင့်ဆန်ကြအပြောင်းအလဲများတာပြုလုပ်ပြီးသူကျူးတဲ့မှာနေမယ်ဆိုတဲ့အယူအဆဟာမားနေတယ်လို့ကျွန်တော်အနေနဲ့လေးရေဖောက်ပြမှုပါတယ်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေရဲ့ထိတ်တီကောင်းဆောင်တွေတက်ရောက်နေတဲ့ဒီဆွေးနွေးပွဲဟာအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားလာမဲ့နိုဝင်ဘာလအတွင်းကျင်းပဖို့ကြီးရထားတဲ့ နိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရဆွေရလက်မှတ်ရေးထိုးရမှာပါဝင်မဲ့အချက်တွေကိုအဓိကဆွေးနွေးကြမယ်ဆွေးနွေးပွဲလည်းဖြစ်ပါတယ်ဆွေးနွေးပွဲသဘာဝတိအဖွဲ့ဝင်ဖြစ်ဆောင်ရွက်ခဲ့တဲ့ KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကတော့တိုင်းရင်းသားစီလုံးညညရေးကိုကောက်ထဲပေါ်ရမှာမြေမတူမှုတွေကိုစုစည်းနိုင်မှသာကောက်ထဲပေါ်နိုင်လိမ့်မယ်လို့ပြောပါတယ်ကျွန်တော်နေခဲ့တဲ့ပထရီနေသားမတူတာလူမျိုးတစ်မျိုးနဲ့တစ်မျိုးစရဲချင်းမတူတာဆိုတော့ယူနီဖောင်းမတူဖြစ်နေတော့ ်သိမ့်ရွယ်ဘူးခဲရင်းနေတယ်ညာကျွန်တော်တို့ဖြစ်နိုင်တဲ့ unity ကိုတည်ဆောက်တဲ့နေရာမှာဖြစ်နေတဲ့နေဟာ uniform မဟုတ်ပဲနဲ့ဒီခွဲခြားနေတဲ့ diversity နဲ့ပဲကျွန်တော်တို့ unity and diversity နဲ့ပဲကျွန်တော်တို့ရနိုင်မယ်လို့ကျွန်တော်ဒီလိုပဲခံယူတယ် ဒီတစ်ချိန်မှာတော့ဘာလို့ပြောတော့ဒီ running ပြီးလုံးစိတ်ခါရစေဆိုတဲ့အိပ်စာဖြစ်တဲ့ကြောင့်မလို့ဒါအဲဒါလက်နဲ့ကြိုက်ပွဲအားလုံးနဲ့ဆိုင်ပါအားလုံးချောင်းနေတဲ့လမ်းတစ်ခုကိုတက်ရတော့ကြာမှာပါဒီလိုအားလုံးဒီနည်းနည်းနဲ့ဝိုင်းဆွေးနေတော့မော်ပြည်တပ်ပါတီရဲ့ထွေထွေတွင်ရေးမှုဥနိုင်ဟန်သာတော့အစိုးရရဲ့နေနိုင်ရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီကရေးဆွဲထားတဲ့ပြစ်ခတ်ရဆဲရေးမူကြမ်းနဲ့တိုင်းရင်းသားတွေရေးဆွဲထားတဲ့မူကြမ်းတစ်ခုမှကော်ချမှုတွေရှိနေတဲ့အတွက်ညှိနှိုင်းသွားဖို့လိုတယ်လို့ပြောပါတယ်ဒီမှာအဆုံးချက်ကြပြီးတော့မှဟိုမှာ ိုးရနဲ့ညှိလိုက်ရင်တကယ်လို့ရကြရင်တော့လည်းဒါ B5 ကိုရောက်သွားမယ်။ဒီကနေ့ဆွေးနွေးပွဲကိုတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့16ဖွဲ့ရဲ့ထိပ်တီးခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။ခုလိုတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေတော်တော်များများတက်ရောက်ခဲ့ကြပြီးမယ်။ UWS ကဝါပြည်သွေးစည်းညွှန်ရေးပါတီနဲ့ NDAA ရှမ်းပြည်နယ်အထူးဒေသလေးမိုင်းလားအဖွဲ့တို့ကတော့တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ဒီဆွေးနွေးပွဲတွေအောင်မြင်ခဲ့ရင်တော့မြန်မာနိုင်ငံမှာနှစ်ပေါင်း60ကျော်ကာလအတွင်း ပထမဆုံးအချိန်ဖြစ်နိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရဆဲမှုပြုလုပ်နိုင်မှာဖြစ်တယ်လို့ဆိုရမှာပါခင်ဗျာအားဖြင့်ဒီမှာကိုဆိုင်ထွန်းအောင်လည်းတင်ပြတော့ပါခင်ဗျာ KAI နဲ့အစိုးရတက်ကြတိုက်ပွဲတွေကြောင်းကချင်းပြည်နယ်နဲ့အဲတရုတ်မြန်မာနယ်စပ်တချောင်းမှာဆေးပြေဒုက္ခသည်စခန်းတွေဖွင့်လှစ်ထားရပါတယ်ဒီဒုက္ခသည်စခန်းတွေက KAI ဌာနချုပ်လိုက်စာအနီးကကြရန်ဒုက္ခသည်စခန်းအကြောင်းတော့ကျွန်တော်အားဖြင့်တော့ကိုမျိုးစော်ကိုပဲတင်ပြထားပါခင်ဗျာတရုတ်မြန်မာနယ်စပ်အနီး ဂျယန်6နှစ်ပေးကလိုက်စာမြို့နယ်ဖုံးလုံးမြင့်ကြီးရွာသွားတားလမ်းမပေးမှာဂျယန်ဒုက္ခသည်စခန်းကိုလွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ထဲကဖွင့်နေခဲ့တာပါဂျယန်ဒုက္ခသည်စခန်းမှာစစ်ဘေးဒုက္ခသည်လက်ရှိ8000ကျော်လောက်နေထိုင်နေတယ်လို့ကျယန်ဒုက္ခတဲ့စကန်ရဲ့အတွင်မှုဥနော်ချာကပြောပါတယ်ပထမဆုံးစရောက်တာကျွန်တော်တို့အိမ်ထောင်စုက48လူကတော့အကုန်လုံး100 100နဲ့ အာ89ရောက်ပထမဆုံးစရောက်အခုလက်ရှိကတော့ကျွန်တော်တို့ဒီမှာ၄ထောင်စုအရဆိုရင်အာ၈ထောင်နဲ့မှထောင်နေရာ၈ထောင်နေရာ82ရောက်အဲ့ဒီစပေးဒုက္ခသည်ရေဟာလိုက်စားအနည်းတဝိုက်ကြေးရွာတွေကဒေသခံတွေပြင်ဗန်မော်မိုးမောင်းနဲ့ဝိုင်းမော်မျိုးတွေကဒေသခံတွေလည်းလာရောက်ခုံလုံနေတဲ့နေရာဖြစ်ပါတယ်။ဂျယန်းဒုက္ခသည်စကန်ကိုနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြပအလှရှင်တွေကကူညီထောက်ပံ့တာတွေပြင်ကျန်းမာရေးဆေးပေးကမ်းတွေပါဖွင့်လှစ်ထားတာတွေ့ရပါတယ်။ဟိုရွာမှာနေတလို့တော့အဆင်မပြေဘူးပေါ့ကလေးတွေကများဟိုကလေးတွေနဲ့ဆက်ဆံမတွေကလည်းညံ့ညံ့ဆဆမရှိဆိုတော့ကလေးတွေကလည်းနေတာထိုင်တာနည်းနည်းတက်ပြပါတယ်။ကျန်းမာရေးကအစားပေါ့လက်ရှိတရုတ်မြန်မာနေဆက်တချောင်းနဲ့ကချင်ပြည်နယ်အတွင်းမှာဒုက္ခသည်စခန်းပေါင်း၁၀ခုအထိရှိတယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်တာကတော့ဒေသတွေ ွင့်ပြိုးသက်ဒေတာတွေအားလုံးပြပြတယ်လို့မြင်တာပေါ့ကျွန်တော်တို့ဖြစ်ချင်တာကတော့အားလုံးဒီတည်ငြိမ်ဖြစ်စေချင်တယ်စပိဒုက္ခတဲ့အများစုကမိမိတို့ရဲ့နေရက်တွေကိုအမြန်ပြန်လို့ရပြီမြေတိုက်ပွဲတွေကြောင့်သူတို့ရဲ့နေအိမ်တွေပျက်စီးကုန်တာတွေမြေမြုံပိုင်းပြဿနာတွေအစိုးရတက်နေ KIA တက်တီအကြားအဖြစ်ခက်ရဆဲကြီးဟာလက်တွေအာမခံချက်မရှိသေးတဲ့အတွက်စိုးရိမ်နေကြဆဲဖြစ်ပါတယ်။ဒီဘက်မှာစစ်တပ်ရှိတယ်။ စစ်တပ်မရှိနေအခုကဒီလေနေလုံးကြတဲ့ပုံစံတို့ကဝိုင်းအီလေးနဲ့ပဲဆောက်တာနော်အဲဒါဆိုတော့အဲတုံးနေမိပါ unit transmission နော်ဒီလိုဖြစ်တယ်ဒီဒီကျွန်တော်ယူအားမှာအာအရင်တုန်းကဟိုဒုခဲ့တဲ့တုံးနေမိပါပေါ့နော်အဲ့ဒီချိန်ကတိုက်ပဖြစ်တဲ့နေရာဖြစ်ရှိတယ်ပြီးရင်မိုင်းစီပါလေအဲ့လိုမျိုးအဒီရှိတယ် ြောင်းရည်ဘူးပေါ့နော်လက်တလုံးမှာတော့ကချင်လူမျိုးရေးတက်မတော် KIA နဲ့အစိုးရတက်တွေကြားတိုက်ပွဲဖြစ်ပွားမှုတွေရော့ကျနေပြီလို့အစိုးရကကြေညာထားသလို KIA အနေနဲ့လည်းနိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရက်စဲရေးလက်မှတ်ရေးထိုးပွဲမှာပါဝင်ဖို့လိုက်စားမြို့မှာဒီနေ့အော်တိုဘာလ30ရက်နေ့ကနေစပြီးတိုင်းသားကောင်းဆောင်တွေနဲ့ဆွေးနွေးနေကြပါတယ်။လိုက်စားမြို့ကတိုင်းသားကောင်းဆောင်တွေရဲ့ညီလာခံကနေတဆင့်ပြီးတဆင့်စစ်ပွဲတွေရက်စဲနိုင်အောင်ဒုက္ခတွေရင်ဆိုင်ရမယ့်ပြဿနာက မြေမြုံပိုင်း NDA နဲ့ပြန်လည်နေရာချထားရေးအတွက်မတိကျသေးတဲ့အနာဂတ်ကိုရင်ဆိုင်ရမှာဖြစ်တယ်လို့ပြောကြပါတယ်ခင်ဗျာနောက်ထပ်ရှေ့ဖွဲ့စည်းပုံအခြေခံအုပ်ရေပြင်ဆင်ရေးဒါမှမဟုတ်အသစ်ပြန်ရေးဆွေးနွေးပတ်သက်ပြီးတော့လူလူသဘောထားရရှိဖို့မကွေးတိုင်းတို့မှဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပါတယ်။ဒီကြောင့်ပြည်စုံတို့ကျွန်တော်တို့ RFA တင်တော့ကိုစော2အတင်ပြထားပါတယ်ခင်ဗျာ။နောက်ထပ်ရှေ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ြင်ဆင်ရေးဆွဲခြင်းသို့မဟုတ်အသည့်ရေးဆွဲခြင်းအတွက်ပြည်သူတို့ရဲ့သဘောထားရရှိဖို့မကွေးတိုင်းဒေသကြီးအတွင်းမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကကြီးမှုပြီးဥပဒေပညာရှင်ဦးကြည်ဝင်းလက်ပတ်တာကရှင်းလင်းပွဲများပြုလုပ်ခဲ့တာဖြစ်ပါတယ်ပြည်သူ့သဘောထားစန္ဒခံယူဘက်ကိုတက်ရောက်လာတဲ့ ဒေသခံများကသူတို့ရဲ့စန္ဒကိုပြောပြခဲ့ပါတယ်အခုလိုပြောတဲ့အထက်မှာကျွန်တော်တို့ကပြင်ဆင်မယ်ရဲ့အတိရွေးဆွဲရေးဆွဲမယ်ဆိုတဲ့ကိစ္စရဲ့နေရာမှာအခုလိုပြင်ဆင်မယ်ဆိုတဲ့ကိစ္စကကျွန်တော်တို့အစကတည်းကထောက်ခံရပါတယ်ဒီလိုသူမျိုးသားလုံးပါဝင်တဲ့ညီလာခံကျင်းပရေးလှုပ်ဆောင်နေမှုကြောင့်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဖော်ဆောင်နေတဲ့2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းကိုထိခိုက်စေမှာကိုပြည်သူတို့ချို့ကစိုးရိမ်နေပါတယ် မကွေးတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွတ်တော်အမတ်ဦးမြင့်သိန်းကတော့2008အဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ပတ်သက်လို့အခုလိုမှတ်ချက်ပြုပြောဆိုပါတယ် ။အော်ဒါကတော့စိုးစိုးအားကြေပြုတ်တယ်မှာပါပါတယ်။ဝဲစည်းမှုအခြေခံဥပဒေဆိုတာကနိုင်ငံပါတီတူတူတစ်ခုတည်းနဲ့လဲဆိုင်တာမဟုတ်ဘူး။ဌာနစဉ်အားဝဲစည်းတစ်ခုနှစ်ခုနဲ့လဲဒါတန်ငံလုံးမှာရှိတဲ့နိုင်ငံသားအလုံးနဲ့ဆိုင်တဲ့ကိစ္စရတစ်ခုပဲ။အဲ့တော့ဒီပါတီရဲ့ဝဲစည်းဥပဒေဖြစ်စီမဟုတ်ဖြစ်စီဌာနစဉ်အားဥပဒေဖြစ်စီမဟုတ်ဖြစ်ဥရီပညာကိုနားလေလေ့လာတဲ့ဥရီပညာရှင်တွေကဆိုတော့ဗောဥရီပညာကိုတကြွချင်းလေ့လာထားခြင်းမရှိတော့လဲပဲကိုနိုင်ငံရဲ့အရေးကြီးလို့မလို့ ရန်ယူညီမျှကိုရှိမရှိဆိုတာကိုလေ့လာထားတဲ့ပုံစံတွေအရတော့ဒါဒီပြဆုံးလို့ကလို့ပါလို့ရှိတာဒါကြောင့်လည်းဒေသတွေမှာကြီးညာထားပြီးအားလုံးကဒီပြနိုင်တယ်သူကပြောတယ်လေကျမတို့ကရွေးကောက်ပွဲဝင်ကြတဲ့ရ constitution ကိုပြင်မယ်2008 constitution ကိုပြင်မယ်လို့ပြည်သူကိုဂရီပေးပြီးဝင်ရတာဖြစ်တယ်လို့ဘယ်ပါတီကမှဂရီမပေးရဲ့ကျမတို့ပါတီတခုကပဲဂရီပေးခဲ့တယ်ဆိုကျမတို့ကပြည်သူ့ဆန္ဒကိုခံယူဖို့ပြင်ဆင်ဖို့တာဝန်ရှိတယ်ဆိုကျမတို့လုပ်2008ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ်အသည့်ရေးဆွဲခြင်းဆိုင်ရာပြည်သူသဘောထားများကိုနိုဝင်ဘာလ15ရက်နေ့မှာအပြည့်စက်လွှတ်တော်ကိုတင်ပြရမှာဖြစ်လို့သခိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာအော်တိုဘာလ25ရက်ကနေနိုဝင်ဘာလ9ရက်အတွင်းလှည့်လည်ရှင်းပြပြီးပြည်သူသဘောထားစံတက်လက်မှတ်များကိုကောက်ခံသွားမယ်လို့သိရပါတယ်ခင်ဗျာအားဖြင့်တဲ့ကိုစောတူတင်ပြတော်တော့ပါခင်ဗျာ ကရပြည်နယ်ကစာပေဆင့်မြတ်သူလူသူလူငယ်တွေစုပေါင်းပြီးတော့လူငယ်နဲ့ပညာရေးဆိုတဲ့ခေါင်းစဉ်နဲ့စာပေ hobby တစ်ခုကို like call နောင်ရရက်ကွယ်ကသတ္တဓမ္မယုံမှာပြုလုပ်ခဲ့ပါတယ်။ RFV သတင်းတော်ကိုနေသွေးက like call မျှော်နေတဲ့တင်ပြပို့ထားပါတယ်ခင်ဗျာ။နေ့ကြာကျင်းပခဲ့တဲ့စာပေ hobby ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ October 29ရက်နေ့မနေ့ကညမှာတော့နိုင်ငံကျော်စာရေးဆရာတွေဖြစ်တဲ့ဆရာချစ်ဦးညိုဆရာမောင်တာချူနဲ့စာရေးဆရာမနူးနူးရင်အေဝါတို့ဟောပြောခဲ့ကြပါတယ်။ မင်းညကဟောပြောခဲ့တဲ့နမကျော်စာရေးဆရာတွေကလူငယ်တွေစာဖတ်အကောင်ပွင့်နဲ့ဝေဖန်ပိုင်းခြားတဲ့ပုဂ္ဂိုလ်အတိကထာဟောပြောသွားတာတွေ့ရပါတယ်။စာရေးဆရာချစ်ဦးညိုကလူငယ်တွေအနေနဲ့အကောင်အဆိုးဝေဖန်ပိုင်းခြားတဲ့ပုနဲ့တင်ကန်းစာယူတက်ဖို့အတွက်ရည်ရွယ်ပြီးဘာရီချန်ထားခဲ့ရမှလို့ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောခဲ့ပါတယ်။ဘာမှမလုပ်ဘဲနဲ့ဒီလိုတောင်းပါမှလည်းဒီစိုးကလုံပြီးတော့တောင်းပါမှာဘူး။ကြီးကြီးတွေသိနေပါနဲ့။ကိုယ့်ကိုယ်လည်းသိပြီးရုပ်ကြီးမှုလွန်ခဲ့ပါနဲ့။ အပေါင်းသင်းပြည်သားပေါင်းပါကျမ်းမာရေးကောင်းအောင်လုပ်ပါစာဖတ်ပါဖတ်သမ ्या စာတို့လည်းနင်းကံပြီးစုပြီးမယုံပါနဲ့ဝေဘာသုံးသပ်သောဝိပစ္စဝါဒအမြင်နဲ့စာတွေကိုဖတ်ပြီးတော့လိုက်နာကျင့်သုံးပါနော်လူကြီးတွေအမားတွေကသင်္ကန်းစာတွေယူနိုင်ပါစေမြန်မာစာဂတိကတူဖြစ်တဲ့စာရေးဆရာမောင်တာချူကစင်ရဲချင်းလုကင်းအောင်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောခဲ့ပါတယ် လူငယ်တွေအနေနဲ့အနာဂတ်စိန်ခေါ်မှုတွေကိုခံနိုင်ရှိဖို့စာကောင်းပေကောင်းတွေဖတ်ပြီးစိတ်သက်ပိုင်းဆိုင်ရာပြုပြင်ဖို့လိုတယ်လို့ဆရာမောင်တာချူကပြောပါတယ်။လူငယ်တွေအနာဂတ်ဟာပို့ပြီးတော့ရင်ဆိုင်မှုပိုများလာတယ်။နိုင်ငံအသီးသီးနဲ့တူပါပြိုင်နေရတာလေ။လူမျိုးသီးသီးနဲ့အဲ့မှာအောင်ပွဲဆင်ကျင်တယ်ဆိုရင်မာလူငယ်တွေအားလုံးပညာကောင်းကောင်းသင်ဖို့နဲ့စိတ်နဲ့စိတ်ထားကောင်းစေနဲ့စာပေတူပညာတွေခံစားဖတ်ရှုဖို့ဒါပဲ။အဲ့ဒီခုလင်းတဲ့လူငယ်ကညောင်းနေကြပါမှာပဲလား။ ဒါအပြင်ဇာရင်ဆရာမနူးနူးရဲ့အင်ဝါကလည်းကြပြာဆရာတောင်မွေးဖွားခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောခဲ့ပါတယ်သူတို့နဲ့သွားပြီးတော့ပြင်ရင်ဆိုင်ရင်နဲ့အဲ့ဒီနေ့ကကျင်းပခဲ့တဲ့စာပေဟောပြောပွဲနဲ့ပတ်သက်ပြီးဒေသအာဏာပိုင်တွေကပွဲစီစဉ်တဲ့သူတွေလိုချင်တဲ့နေရာမပေးဘဲနှောက်ရက်တာတွေရှိခဲ့တယ်လို့စာပေဟောပြောပွဲဖြစ်မြောက်ရေးကြိုးပမ်းသူတွေကပြောပါတယ် အခုလိုစာပေဟောပြောပွဲကျင်းပတာဟာလူငယ်တွေအသိပညာတိုးဖို့ရည်ရွယ်ကျင်းပတာဖြစ်တဲ့အတွက်အာနာပိုင်းတွေအနေနဲ့ပူပေါင်းပါဝင်ဖို့လိုတယ်လို့ကြားပြည်နယ်စာရေးဆရာများအတင်းဥက္ကဋ္ဌဆရာစိုးညွဝီလွိုက်ကော်ကပြောပါတယ်ကျွန်တော်တော့ဘာလို့မဆိုကျွန်တော်တို့ကောင်းတာလုပ်တာပဲအကုန်လုံးကိုကျွန်တော်တို့ပူပေါင်းပါဝင်ဖြစ်ချင်တယ်အခုဒီကျွန်တော်တို့ဒီနယ်ကအစိုးရဘက်ကနေပြီးတော့ပူပေါင်းပါဝင်မှုမရှိပါနဲ့နောက်ကြည့်လို့တဲ့ဝယ်ဒီမှာပူပေါင်းပြီးပါပါဝင်သွားကျွန်တော်တို့ ကိုကျိုးမဟုတ်ဘဲနဲ့ပရိုက်တာကိုပြင်းနေတဲ့အကျိုးကိုလူငယ်တွေရဲ့အကျိုးလုံနေတာဖြစ်ပြီးအတွက်ရှေ့ဆက်ပြီးတော့ပေါင်းကူညီပေးပါလို့ကျွန်တော်ဒီကနေမှမြတ်တာရက်ခံချင်ပါစာပေဟောပြောပွဲပထမနေ့ဖြစ်တဲ့အော်တိုဘာလ28ရက်နေ့မှာ88မျိုးဆက်ចောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ကိုမင်းကိုနိုင်ကိုဂျင်မီနဲ့စာရေးဆရာဘလော့ဂါကိုနေဘုံလက်တို့ကဟောပြောခဲ့ကြပါတယ်ခင်ဗျာ အခုဆက်ပြီးကချင်တိုင်းရင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်မှာဖြစ်ပါတယ်ခင်ဗျာ KIA နဲ့အစိုးရကြားစီးပရိပခရေးရှင်းချပြီးတော့ပူးတဲဆောင်ကြီးကော်မတီဖွဲ့စည်းဖို့သဘောတူထားပေမဲ့ကချင်ပြည်နယ်တောင်ပိုင်းမှာတိုက်ပွဲတွေဆက်ပြီးဖြစ်ပွားနေသေးတဲ့အကြောင်းမြန်မာဘာသာစာတမ်းတို့တင်ပြထားပါတယ်ခင်ဗျာမီတီယောကနေလီ RFA2 ပေါ်ချီဝီကပူဂရက်ကမ်တဲ့ ในบรรดาชิการบังชาเนสุยาเจแกโอมีโปมุ่งนาชนพงดับรันเทนมจันชอมทอมมุ่งาสบวยเดนะคำดูนามดูมุ่งนคงดับก่อนข้างหน้าจอยมอนิทอริงกองทีพอนานิครดาเดนจุมพอมุ่งตัวจิงตามกะมาจันปะปาวายชิกาตังดูนาเลยนสุยาตับเจแกเอวุนโปมุ่งนาชนพงดับรับรันจุมพอมุ่งตัวจิงตาแกตับชิดควงกินราสมองครันมเบิงยู่ในสกานำคมกินไรเมาจันปินงาติงยังเรื่ลำใจรวยเร่ เอากดูบาคุ้มสุนปามสุนนาชนีก่อนนะสก้านำคมแก่กิมราเดชังรองง่ายมันโมซักคากาคนไงปูนี้ผิวหามสารคลองนาเชนพมสุนเทแก่ตับชิลคลองนี้กับขัดง่ายเรนลสุดาตับก่อสักคากาคนไงปูนี้ผิวหามสัตมสมตับนิเแพกระทับนาในมจันเป็นในชราเดเช่นกุญแจะเต็มจอมจันกราวกรบานามสางายลำตับอุบจนองแต่ส่วนส่วนนรคุณหลังเนี่ยด้วยว่าแสงอะไรกันแล้วก็อ๋อแล้วแต่ขันดะสังกุบไม่ว่าจะแล้วก็ กั้งคงคู่ทางปกงวยอย่างนั้นก็ถึงได้เหมือนกัวฝากในที่นี่กันฉันเดี๋ยวฮะทั้งนมดมาถึงเยดอมนะเดี๋ยวฮะในจังหวะยันนับโผล่อันเป็นเช่นไอ้สุดหาตัวผมมาจังแล้วก็ถึงยังกำพัดน้าแล้วก็เรื่องแ้อันเที่ยวกินยาถูกกินยาด่กจะเรื่องอะไรอันเที่ยวฝ่ายถอดมาลำมาหน้าเรื่องจอมนาลำมาฉันเชื่อจอมจังจอมนาลำให้เรื่องแล้ ยังคงดูจูมุงกันหุ่นปองยูเอ็นรุ่งก่อนนามุงจุงพอมุงตัวจริงตามันซีมิวเนมกะมันจันจะวายลำแพ้เกรมสังไงลำเอาตัวคุณมึงไงยาชนิดอินเตอร์เลยกาชโปรตาไดเร่เอาตัวคุณคงยาก่อนนามุงติงป่าเทนำลิมป่ามะเกานันบีในมันจันนามจอนำลิมป่าก็ไงเพียงยันขี้มีสุนซาจันแทมุงติงป่าก็ไงเพียงยันมึงอาซาจันก่อพรองชรางงาจัดรองไงลำยูเอ็นเตอร์ทัสุเนเร่ ไอรีมจ่อเพียงเนี่ยเป็นกลุ่มตุลวันตันจ่อลูนามตูอุปงลูกของมันจันทร์ชิงรานาเรงายังกุงยูแอนรุงชิงกิมนาวนากลุ่มตุ้มครุบครุมสลังเมสตาเอ็กช็อกนิคัมสุนเรဒီညတော့အားလုံးပြည်မြန်သားစီစဉ်နေလိုက်ဒီမှာပဲပြီးဆုံးပါပြီခင်ဗျာကြီးစုကြတဲ့ပိဿအားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ